မင်္ဂလာပါရှင် Sympathy Live Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာကြပါစေလို့မြတ်တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးအနက်ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆရာမောင်သာချိုရဲ့ဝိထုလေးတပုတ်ကိုဖတ်ပြခြင်းပါရစေ။ဝိထုလေးရဲ့နာမည်ကတိန်နေသည်ကြိုက်သူများခနာဆောင်ပါတဲ့။နားထောင်ကြည့်ပါဦးနော်။ ပိနေသည်ကြိုက်သူများခနာဆောင်ပါတမီးရေတမီးမိမိကတမီးအတွက်အဖို့ရအောင်လို့ဆိုပြီးမောင်လေးပေါက်ဆနာတယောက်ကိုမွေးပေးပြီးခဲ့ကစားရက်ပိုင်းနေတော့ငါဖြင့်တမီးတို့တို့ရဲ့စားရေးတောက်ရေးအတွက်ဝယ်ဖို့ချမ်းဖို့ကိစ္စတွေဟာဖိဖိကိစ္စတွေဖြစ်လာရပြန်တာပဲပေါ့တမီးရေဒီတော့ကမနေ့တိုင်းလင်းပြီဆိုတာနဲ့အိယာကစောစောထလို့ ဈေးကိုရောက်အောင်သွားရတာကဖိဖိတာဝန်လေးပါပဲဖိဖိလေးခရိုင်မျိုးကြီးတစ်မျိုးရဲ့အကြီးဆုံးဈေးကြီးတစ်ဈေးထဲမှာငေးရင်မော်ရင်ဝယ်ရင်ချမ်းရင်နဲ့တလဲလဲဖြစ်ဖြစ်နေမိရာကတမီးကိုပြောပြခြင်းစရာလူတွေက ရှိရှိလာရပြန်တာပါပဲဖိဖိဈေးကိုထွက်ဖြစ်နေတဲ့ရက်တွေကမိုးရွာတော့မယ်ဖြစ်နေတဲ့ຫນွေနောက်မြစ်ရက်တွေလေတမီးရဲ့ ိန်နေသေးတွေလှိုင်လှိုင်ပေါ်တဲ့ရက်တွေပဲပေါ့ဈေးကြီးရဲ့တာတန်းငါးတန်းကုံစိန်တန်းကုံချောက်တန်းတွေရှိအောင်ဝင်တဲ့အပေါက်၄ပေါက်ထဲက၃ပေါက်ရဲ့အဝမှာပိန်နေသေးတွေကိုခွဲရောင်းနေတဲ့အတဲတွေနဲ့ပြည့်နေတဲ့ရက်တွေပါပဲဖီဖီကတော့ကုံချောက်တန်းအဝမှာအမြဲတမ်းထိုင်ထိုင်ရောင်းနေတတ်တဲ့အမကြီးတယောက်ဆရာပဲဝယ်ဝယ်နေကြသူကသမီးတအားကြိုက်တဲ့အိမ်မှာတမျိုးတည်းကိုလည်းရောင်းနေသူ့အိမ်ကြီးတွေရတဲ့ကြီးတယ် ြီးတော့တအိမ်စားနှစ်အိမ်စားကိုလည်းဖေဖေကိုအမြဲတမ်းအပူပေးတယ်။ဒါရီအကြောင်းဖေဖေစီထွက်ဖြစ်လို့ပိန်နေသည်ဝယ်တဲ့အခါသူ့စီမှာပဲဝယ်ဖြစ်နေခဲ့တယ်ဆိုပါတော့။တရက်မှာတော့ဖေဖေတယောက်ဈေးကိုတော်တော် ဆော့ဆော့ကလေးရောက်သွားဖြစ်တယ်။ထုံးစံအတိုင်းပဲပေါ့။ဖေဖေဖောက်တဲ့အမကြီးကလင်ပန်းတစ်ချက်ပိန်နေသည်သုံးလေးလုံးနဲ့အတူဈေးဘောက်ဘွားမှာရောက်နေလို့နေပါပြီ။ သူကပိန်နေသည်ကိုထက်ချမ်းခွဲပြီးပိန်နေသည်အမွှားတွေကိုတမွှားချင်းတမွှားချင်းနှိုက်ယူကာလင်မင်းထဲသို့ထည့်လို့သူရှိမှကဈေးချင်းတော်ကိုဘေးမှာချထားတဲ့မိမကြီးတယောက်ကစောင့်ကြောင်းထိုင်လို့ဖေဖေကမိုးတိုးမတက်ကနေပဲပိန်နေသည်ဈေးကိုမင်းမိပါတယ်အမကြီးဘလို့လဲတဆယ်ဘိုးချောင်းမွှားပဲယူလေအင်ကြီးတွေကောင်းလိုက်တာဖေဖေနဲ့အသာထိုင်ချလိုက်ရင်က မာကြီးနှိုက်နှိုက်ထည့်ပေးနေတဲ့လက်မင်းလေးကတိမ်နေသေးပုံကနေကိုယ်စိတ်ကြိုက်အမွှားကြီးတွေကိုရွေးမယ်လို့ဆိုပြီးလက်ဟန်ပြန်နိုင်မိပါရဲ့စိတ်ညစ်ညူစရာဖြစ်ရက်ကဖဖေးစီကိုရောက်လာတော့တာပါပဲဖဖေးအရင်ရောက်နေတဲ့မိမကြီးလေတိမ်နေသေးပုံကိုနှိုက်နှိုက်ပြီးအကောင်းဆုံးအမွှားကြီးတွေကိုရွေးနေရကဆတ်ဆုပ်လက်နဲ့ကလိုက်ပြီးဖဖေးကိုမလိုလားတဲ့မျက်လုံးနဲ့ကြည့်ကား နေအောင်လေကွဒီမှာရွေးနေတဲ့ဥစ္စာမင်းကတဲ့တမီးရေဖေဖေလေးတကယ်ကိုဘာပြန်ပြောရမှမသိအောင်ကိုကြောင်သွားမိတာမှန်ပါပြီဒါဟာရှက်ဖို့ကောင်းတဲ့ကိစ္စလားဒေါသဖြစ်ဖို့ကောင်းတဲ့ကိစ္စလားဆက်ဆုပ်ဖို့ကောင်းတဲ့ကိစ္စလားဘာမှန်းလို့ကိုဖေဖေရုတ်တရက်မခွဲခြားနိုင်တော့ပါဈေးတဲ့အမကြီးကိုအားနာပင်မဲ့အပြန်မှပဲဝယ်တော့မယ်လို့စိတ်ထဲမှာ ဖြစ်သွားပြီးခလက်ထွက်လာခဲ့မိတော့တာပါပဲ တကယ်တမ်းပြန်စဉ်းစားကြည့်လိုက်တော့ပိနေသေးတဲ့အမကြီးရှေ့ရလင်မင်းထဲမှာချပေးထားတဲ့ပိနေသေးအမွှာတွေတဲကအကြီးဆုံးအကောင်းဆုံးအိမ်ကြီးတွေအားလုံးကိုဒီအတော်ကြီးဘယ်ဝယ်လိမ့်မလဲသမီးရဲ့သူဘယ်ဝယ်လိမ့်မလဲဒါပေမဲ့ဒီအတော်ကြီးကသူဝယ်မဲ့ပိနေသေးအမွှာတွေရောသူမဝယ်မဲ့ပိနေသေးအမွှာတွေရော အားလုံးကိုသူစာမေးပွဲမှာအောင်ရှုံးပေးပြီးမှចောင်းထွက်လက်မှတ်ထုတ်ပေးခြင်းမို့ရပါတယ် လောကကြီးတစ်ခုလုံးကိုကိုရွေးချမှပေးခြင်းနဲ့စိတ်ဓာတ်မျိုးပေါ့ဒါမျိုးတွေကိုနေရာတိုင်းနေရာတိုင်းလို့လို့မှပြဖြတို့တမီးတို့ကြုံတွေ့နေခဲ့ကြရတာပါပဲဟိုးတစ်ခါကပဇွန်နေတအားရှားတဲ့နှွေးခေါင်ခေါင်ရက်ကြီးတယ်မြင့်ငါးတွေကြည့်ပဲတီးသန့်ရောက်တဲ့မိမိရွယ်လေးရဲ့ရှေ့မှာပဇွန်တို့ခက်လက်လက်တွေကိုလှမ်းတွေ့လိုက်တာနဲ့ပြဖြရောက်သွားမိတယ်တမီးရဲ့အရွယ်တော်လေးတွေစိမ့်လို့လက်လက်ဆက်ဆက်ကြည့်ပြီး ဈေးကလည်းတပိတ်တာ1300ဆိုတော့မဆိုးလှပါဘူးလို့စဉ်းစားမိပြီးဖဖေကလည်းဝယ်ဖို့ပေါ့ဒါပေမဲ့တမီးမိမတယောက်ကပစုံပုံရှိမှကာယခွာထိုင်လို့လက်တစ်ဖက်ကပစုံပုံကိုကာလို့လက်တစ်ဖက်ကသူ့စိတ်ကြိုက်အကောင်ရွေးလို့ဖဖေလေးပစုံဝယ်ဖို့မတက်ရက်စောင့်နေကြတဲ့ဆွဲချင်းကိုစီနဲ့အမျိုးသမီး3-4ယောက်ကိုလှမ်းကြည့်ရင်ပြုံးမိတယ်သူတို့တွေအကုန်လုံးမျက်နှာတွေတွန့်ခေါက်ခါ ဆက်ဆုပ်တဲ့အသေးပဲတွေနဲ့ဟိုမိမကတော့20သားလောက်လဲရရောတလောကလုံးအတွက်သူ့ရွေးကြတယ်ထားခဲ့ရတယ်ဆိုတဲ့မျက်နှာပေးမျိုးနဲ့ကုံစိမ့်တဲ့ဘက်ကိုကော့လန်ကော့လန်နဲ့ထွက်သွားလို့ဖီဖီတက်ပြင်းချမိပါတယ်တခါတုန်းကလည်းရန်ကုန်ကနေပကံညောင်ဦးကိုလေချောင်းနဲ့ဖီခီးသွားဘူးလေမင်္ဂလာတုံလေစိတ်မှာစိုက်နာထားတဲ့လေရင်ပေါ်ကိုခီးတွေတက်ကြတော့ဖီဖီကတတိယမြောက်သူလေ လင်းပေါ်မှာကထိုင်ကုန်နံပါတ်မရှိပဲကိုကြက်ရနေရမှာကိုထိုင်ရတာဆိုတော့ရှေ့ဆုံးကတက်သွားတယ်လူရဲ့လေနောက်ကိုပြေးသွားလိုက်ရှေ့ကိုပြန်ပြေးလာလိုက်နဲ့လူသွားလမ်းကထိုင်ရင်ကောင်းမလားဦးပိုင်းကထိုင်ရင်ကောင်းမလားဘေးဘက်ကထိုင်ရင်ကောင်းလားအလဲဦးချောင်းကထိုင်ရင်ကောင်းမလားမပြေးနိုင်တော့ပါဘူးသမီးရဲ့နောက်ကလူတွေကသူ့ကိုကြော်ပြီးသွားဖို့ဆိုတာကလည်း လူသွားလန်းချင်းချင်းကလေးတွေမှာသူကပိတ်ရထားတာဆိုတော့ဘလို့မှသွားမရနိုင်ဘူးဖြစ်နေတာပေါ့အင်းနောက်ဆုံးမှမောင်မင်းကြီးသားကသူ့အကြိုက်တကအကြိုက်ဆုံးထိုင်ကုန်မှာဝင်ထိုင်ချလိုက်တော့မှာပဲပိတ်နေတဲ့ခီးတဲ့တန်းကြီးပွင့်သွားခဲ့ပါလိမ့်ရဲ့ခီးတဲ့တွေအလုံးတက်ပြင်းချမိကြပါတယ်ရန်ကုန်ညောင်ဦးခီးစဉ်ဆိုတာကတဏှာကြီးတောင်မှမပြည့်တတ်ခြင်းနဲ့ခီးစဉ်ပါ ို့အကြိုက်ဆုံးခုံကိုကို့ဘာသာကိုရွေးပြီးထိုင်ချလိုက်ရင် နောက်လူတွေအတွက်လမ်းပွင့်မသွားပါလား။ဒီလိုပဲကိုဝယ်မာကပစွန်တုပ်20သား30သား။သူရွေးကိုရွေးရွေးယူလိုက်ကြရင်ဒီပစွန်ဘန်းကလေးရှေ့မှာအသက်ရှူချောင်မသွားပါလား။ကိုဝယ်မာကပိန်နေသေးလေး10မွာ15မွာ။သူရွေးကိုရွေးရွေးလိုက်ကြရရင်ဒီပိန်နေသည့်ဘန်းကလေးရှေ့မှာစိတ်တက်တွေမချောင်ချိသွားပါလား။ ေးလူတွေကိုကိုရွေးကြပဲပေးဝေခြင်းတဲ့စိတ်အပုပ်အသိုးတွေနဲ့တိမ်နေသည့်ဘန်ကလေးတွေကိုလက်နဲ့မကထားဆန်းခြင်းပါနဲ့လားတမီးရဲ့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။